ပြည့်တက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပြည့်တက်တွေအတွက်စာရေးသူဆရာမောင်စနေရေးသားထားတဲ့စနေနေ့အစိုင်းတိုင်းအကူတင်ဆက်ပေးကြပါရစေအစီအစဉ်လေးစတင်ခဲ့မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားလို့ဒီဘဲလေးကိုအနှိတ်ချပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တက်ဆက်သူဟေမန်ကူကူဖြစ်ပါရစေကျိုးကျိုးတွေကိုဝင်းထူရောရာနေပြန်လာကြပြီဗျာ မိမိကိုကိုကျော်လင်းကလှဲမောင်းပြီးတော့ကိုတော်သူတို့အိမ်ဒီကျုပ်တို့လိုက်ဖို့ပေးလေသူကောင်မအောင်ကျုပ်ကောင်မအောင်ပတိနေဗျသူကလှဲမောင်းတော့အကျွမ်းသားနော်ကျုပ်ကလည်းပြန်ကားနေမို့သူစနောက်လိုက်တာပေါ့ဗျာကြီးမတာဟာနာမင်းနဲ့တည့်ရနော်အခုခေါ်လိုက်တဲ့နာမည်ငါတက်အသက်ကြီးရသူတွေပဲခေါ်လို့ရတယ်။ဘာကြီးဘုကာတို့ကိုကြီးဝင်းထူတို့တူပြီးခေါ်ဖို့တော့မစင်သားနဲ့ငါနကန်နွားစီမရောက်ခင်နေ့စီရောက်လာလိမ့်မယ်နော်။အေးပါအေးပါအပြန်နေထောက်တဲ့ပြန်မှာမလား။အေးပေါ့နေ့လည်နေခင်ဘာကြောက်ကြရှိလို့လဲ နေမော်တော်ဆိုင်ကယ်ရွတ်လေအမြဲတမ်းစီးနေနေဦးနော်တော်ကြရွာမြောက်ဘက်ကရိုးတဲ့ကိုကြာပြီးတေးနေဦးမယ်စိတ်ချစမ်းပါအာနေတို့မျိုးလေမော်တော်ဆိုင်ကယ်စီးပြီးလာပြပဲကြည်လိုက်သူအဲ့လိုပြောတော့လေကျုပ်ဖြင့်မျက်ခုံးကတော့လှုပ်တုပ်တုပ်ပဲသူကပြောလို့ရတာမဟုတ်ဘူးမင်းကလေးချင်းကြိုက်တာသာကြည့်ရပြောရရင်တော့ယောက်ျားစိတ်ပေါက်နေပုံပဲရုပ်လေးကတော့လှပါပဲသူ့အဘအောင်ကြာတော့ဒင်းကမပွင့်ရဲဘူးထင်မဘုကနဲ့ကိုဝင်းသူကတော့စနောင်နေရဲ့ထင်ပြီးတော့ပြုံးဖိဖိကြီးလှုပ်နေတကယ်လိုင်းတော့သူတို့တွေအလုံးရှုံမှာသူတို့မသိဘူးနော် ဲ့လိုနဲ့ကျုပ်တို့တွေကစကားပြောရင်းဆိုရင်းနဲ့ပဲဥတာထူတို့ရွာကိုရောက်လာတဲ့ဆိုပါတော့ဗျာကျုပ်တို့တွေကမိမိကိုကိုကျော်လင်ကိုနှုတ်ဆက်လိုက်ပြီးတော့ကိုတာထူတို့အိမ်ဝိုင်းနဲ့ဝင်လိုက်ကြပေါ့တတိုက်ဆိုင်ဆိုင်ပဲကိုတာထူတို့အိမ်ကိုမြင်းလိုက်တဲ့စီကဝင်လာတယ်မြို့ကိုသွားမလို့တဲ့လမ်းတက်နာမလို့ကျုပ်တို့ကလည်းအိမ်မြင်းလဲနေပဲလိုက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ကြတာပေါ့ဗျာအဲ့လိုနဲ့ကျုပ်တို့ကလည်းကိုတာထူကိုနှုတ်ဆက်ပြီးတော့မြင်းလဲနေမျိုးပြန်လာခဲ့ကြရပေါ့ပုံမှန်ဆိုရင်တော့ကြံတင်ကားကြီးနဲ့အကြုံလိုက်စီရမှာလေအခုတော့မြင်းလဲလေးနဲ့သွားရမှုအဆင်ပြေသွားပါပေါ့ ိုင်းမဲ့သိရဲ့အတိုင်းပဲမြင်းလဲဆိုတော့ကားလောက်တော့မမြင်ဘူးပေါ့ဗျာမြင်းလဲဆရာကိုဝင်းထုနဲ့သိရဲ့ဗျရွာနီးချုပ်ဆက်ချင်းဆိုတော့လည်းသိမပေါ့ကိုဝင်းထုကမြင်းလဲတမောပြောရင်ဦးငယ်ရောင်ကြီးကျုပ်တို့လေထမင်းဆိုင်ကောင်းကောင်းလေးပို့ပေးစမ်းပါအောင်ဗျာစိတ်ချဝင်းထုရဲ့ငါလဲထမင်းဆိုင်ကိုလေအရင်ဆုံးမောင်းပါအနေမေမမှတ်မိတော့ဘူးလားဒီမျိုးရရင်ဝဝိုင်းလေထမင်းဆိုင်မှာပဲစားကြရလေကွာမင်းတို့ရွာသားရောတို့ရွာသားရောပါတိဆိုင်မဲလေဟုတ်တာဝဝိုင်းလေကိုမေ့နေတာဗျဝဝိုင်းလေဆိုရဲထမင်းဆိုင်လေကဒီနဲ့တဝိုင်းမှာတော့နာမည်ကြီးရဲ့ပုံပဲ မြင်လဲစရာနဲ့ကိုဝင်းထုတို့ပြောပုံကြည့်ရင်တော့သိနိုင်တယ်လေအဲ့လိုနဲ့ကျုပ်တို့ရဲ့မြင်လဲလေးရလဲဈေးနာထမင်းဆိုင်လေးစီကိုသွားနေရပေါ့မကြပါဘူးကျုပ်တို့ရဲ့ထမင်းဆိုင်လေးစီကိုရောက်လာတယ်ထမင်းဆိုင်ရဲ့ရှေ့မှာကျုပ်တို့မြင်လဲကိုရလိုက်တာနဲ့စိုက်နေရနေအသက်40အရွယ်လောက်ရှိတဲ့အမျိုးသမီးကြီးတူကကျုပ်တို့လှမ်းခေါ်ရဗျကျုပ်တို့ရေရင်မဟုတ်နော်သူ့ဆိုင်ထဲဝင်လာတဲ့သူမှန်သမျှကိုကြိုးစိုးနေရတူလေးတို့ဦးကြီးတို့မောင်လေးတို့လာကြလာကြထမင်းမစားလဲထိုင်နာလို့ရတယ်ရေနွေးကြမ်းလဲတောက်လို့ရတယ်နော်ကျုပ်ပြန်အံ့ဩသွားတယ်သူခေါ်တာသူ့ဆိုင်မှာထမင်းစားဖို့အတွက်လို့ထင်တယ် ဘယ်ဟုတ်မလဲဒီတိုင်းထိုင်နာဖို့လည်းခွင့်ပြုထားဖို့မယ်ဆိုင်နေရမြင်းလဲခိတ်အနာမှာဆိုတော့လူတွေကတော့အစီသားဗျအများစုကတော့တောင်းကနေတက်လာပြီးတော့ဈေးလာဝဲတဲ့သူတွေပေါ့ဗျာဈေးချင်းောင်းကြီးတွေဆိုရင်တော့ခမားတို့တွေမထင်မှတ်ထားလောက်အောင်ထီကိုကြည့်ရတော့သူတောင်းသားတွေပဲဗျာစပါးနှစ်တက်လာတော့မှအသာလေးရွက်နိုင်နေဆိုတော့ဒီလောက်ဈေးချင်းောင်းလောက်ကအသာလေးပဲပေါ့ဆိုင်ကတော့တော်တော်ကျေတာဆိုင်ထဲမှာလည်းလူကအပြည့်ပဲဗျာဆိုင်ရှင်အမျိုးသမီးကကျုပ်တို့ကိုခေါ်ပြီးတော့တောင်းကနေဈေးလာတဲ့အမျိုးသမီးကြီးတွေကိုပါကြိုးစုံနေရ နှုတ်ကလည်းချွတ်ချွတ်တသားနဲ့အသားတော့ကျဲတယ်။ဒါပေမဲ့သူပြောတဲ့စကားနားညည်လို့ကျုပ်ကတော့မခံစားရဘူးဗျ။ရောင်မတော်ကြီးလာလာထိုင်ကြမိချောတော့မိဆောင်တို့ရေငါရောင်မတွေကြိုက်တာကိုမေးကြတော့တခုမှမလဲဟင်းစင်နဲ့နော်။ဆိုင်ရှင်အမျိုးသမီးအဲ့လိုပြောတော့ဆိုင်ထဲဝင်လာတဲ့အတော်ကြီးကတပြုံးပြုံးနေပေါ့ဗျာ။သူတို့တွေနဲ့အတူပါလာတဲ့သားသမီးတွေကလည်းပြုံးပျော်နေကြတာပဲ။ကျုပ်ဖြစ်အိတ်မြင်ဝင်ကိုကြည့်ပြီးသဘောကျနေမိတာပေါ့။အဲ့ဒါကိုမြင်နေမြင်လဲစရာကျုပ်ကိုကြည့်ပြီးစကားဆိုလာတယ်ဗျ။ငါတူကမဝိုင်းတဲ့သဘောကျနေတာတနေ့။ ဟုတ်တယ်ဦးလျာသူမျက်နှာကိုကြည့်ရလေဟန်လုံပြီးတော့ခုံနေရပုံမပုံတော့တကယ်ဟိုမှာစိတ်ရင်းနဲ့နနာနေနေရှိစေခြင်းနဲ့ပုံပဲအဲအကြောင်မလို့လေနာမည်နဲ့လိုက်ဝိုင်းဝိုင်းလည်နေရပေါ့ကွာဟုတ်ပါဦးလျာကျုပ်နဲ့မြင်လဲစရာကြီးစကားပြောနေရဘိုးကနားထောင်နေပြီးတော့ရင်းနှီးကြံတစ်ခွမောတောက်လိုက်ပြီးတော့ကျုပ်တို့စကားဝိုင်းနဲ့ဝင်ပြောလာတယ်အဲ့ဒါစေတနာဘော့စနေရစေနာလဲပန်းတန့်ကလဲတန်းဆိုတော့ဒီဆိုင်မှာမှလူမစင်းဘယ်ဆိုင်အခုလို့လူစီတော့မှလဲ ဟုတ်တယ်ဘိုးကစုပ်ပြန်လေးဆိုင်ရှင်အမျိုးသမီးကိုကြည့်ရတာကစိတ်ထဲမှာဆွေမျိုးတယောက်ရဲ့အိမ်ကိုရောက်နေတယ်လို့ခံစားနေရတာကျုပ်တို့ရဲ့စကားပြောနေတော့မှဆိုင်ရကလေးမလေးရာထမင်းနဲ့ဟင်းနဲ့လာချပေးတယ်ဗျလက်ရာလည်းကောင်းတန့်လည်းတန့်ဆိုတော့တော်တော်စားလို့ကောင်းတာဆိုင်ရှင်အမျိုးသမီးကထမင်းစပွဲဝိုင်းတွေကိုလိုက်ကြည့်ပြီးတော့လိုအပ်တာလေးတွေကိုလေသူ့ရဲ့စပွဲတူမလေးတွေကိုလိုက်ပြီးတော့ဖြည့်ခိုင်းသေးတာဗျကျုပ်တို့ထမင်းလည်းစားပြီးတော့ထညာလေးတွေလာပြီးတော့ချပေးသေးတာ ို့တို့ဟာလည်းနေပူနေသေးရရဲ့ရထားချိန်ကလည်းအဝေးကြီးလိုသေးရရဲ့ကြောင့်ထမင်းဆိုင်မှာပဲထိုင်ပြီးစကားပြောနေကြတာပေါ့ဗျာမြင်းလဲဆရာကြီးကလည်းမြင်းလဲထွက်ဖို့အတွက်အချိန်အမကြသေးတော့ကျုပ်တို့နေပဲဆက်ပြီးတော့ထိုင်နေရပေါ့ကျုပ်ကလည်းဆိုင်ထဲလှက်ပတ်ပြီးစီလိုက်တော့တော့တက်ပြီးတော့ဈေးလာဝဲတဲ့အမျိုးသမီးကြီးတွေကိုတွေ့လိုက်ရတယ်ခလေးငယ်ငယ်တွေကိုလည်းခေါ်လာကြတာနော်သူတို့ကဈေးချင်းနှောင်းကြီးတွေကိုထမင်းဝိုင်းရဲ့ပြီးမှခြပြီးတော့အဲရထက်လာတဲ့ထမင်းထုပ်လေးတွေကိုဖြီးကြတယ်တော်သူတောင်းသားတွေအကျင့်လေဗျာဘဲတော်တော်ထမင်းထုပ်တယ်ဟင်းထုပ်တောင်မပါရနေမယ်နော် အမှန်ဆိုရင်အခုကလည်းအဲ့လိုပဲဗျထမင်းတွေကိုခြိုင်းနေထဲလာကြတာပြီးတော့ဟဲတပွဲမှာတယ်ဆိုင်ရှင်သဘောကောင်းမှအခုမှပိုပြီးသိလာကြည့်အောင်လေထမင်းထောက်လာတဲ့အတော်ကြီးတွေကိုဆိုကယူဆိုင်ပေးနေရောင်မတို့ဝိုင်းအောင်လေထမင်းပကံလေးပိတ်လိုက်ကြဝေးအပိရင်နဲ့အရန်ဟင်းအစုံချပေးလေဘာလုပ်နေကြလဲကလေးမတို့တရရောင်မတို့ဝိုင်းဘာမှမချပေးသေးပါလားမဝိုင်းရရတယ်ကျုပ်ကဘာမှမမှားဘူးဟင်းလဲပါလာတယ်မြင်းလဲကလေးပဲကြံတော့လို့မဝိုင်းဒီတခါတော့ဘာမှမမှားနိုင်တော့ဘူး ။အိုးရောင်းမရဲ့ဘယ်ဟုတ်မလဲ။ကျောက်ကမလှုပ်တက်လို့ဈေးရောက်နေရပါတော့။ဝဲဝဲမဝဲဝဲပါ။အတို့မြုပ်ကကျုပ်ဝဲရတာမဟုတ်ပါဘူး။ရောင်းမတို့လာထိုင်ပြီးတော့ပဲဂျေစုတင်လာပြီ။စည်းဝဲလာတဲ့အတော်ကြီးကစိုက်နေဝင်ပြီးထမင်းစားနေရဗျသူ့မှာတခြားနေရာလည်းမရှိငွေဘွားလည်းမပါဆိုတော့ဘာမှမမှောက်ထင်ပါရဲ့ဗျလာထိုင်ရတဲ့ဆိုတော့လေစိုက်ရှဲအမျိုးသမီးကြီးရဲ့စည်ရင်ကိုသိနေလို့ပေါ့အပေါင်ဆိုးပြီးတော့စည်ရင်ကောင်းတဲ့စိုက်ရှဲဆိုရင်ငေါငန်းလွှင့်အောင်မှဘလူးမသားစားတော့မဲ့ပုံစံမျိုးနဲ့အကျင့်ထင်မှနော် အခုတော့ဆိုင်ရဲ့အမျိုးသမီးစိတ်ထားကောင်းကြပါဗျ။အရန်ဟင်းနဲ့ငပိရတိုးစရာတွေချပေးနေရဗျ။အော်တော်တော်လေးစိတ်သဘောထားကောင်းပါတယ်လို့ကျုပ်ကတွေးနေရပေါ့။ဘလောက်သဘောကောင်းလဲဆိုဈေးလာဝယ်တဲ့အမျိုးသမီးကြီးတွေရဲ့ခလေးတွေရတော့မှသူတို့အမေတွေကိုမေးနေတာကြောက်ကြလိုက်တယ်။အမေဒီဆိုင်ကကျုပ်တို့နဲ့အမျိုးတော်တာလား။မတော်ပါဘူး။အဲ့ရအဖေကိုမေးကြည့်အောင်နော်ဒီဆိုင်ကကြီးတော့အမေကိုရောင်းမလို့ခေါ်တယ်လေအဲ့ဒါအမျိုးတော်လို့ပေါ့ဒီကောင်လေးရတော့လေမြညာစမြင်းလေးရထွက်တော့မယ်ခလေးရဲ့စကားကိုကြားတော့ကျုပ်ကပြုံးလိုက်မိတယ် ။အော်သူတို့တွေကသူတို့ရဲ့မိခင်တွေကိုနွေ့နွေ့ထွေ့ထွေ့ပြောဆိုဆက်ဆက်နေရောအမျိုးလိုထင်သွားတာနေမှာ။ပြီးတော့ဆိုင်ရှီရဲ့နှုတ်ကနေရောက်မှဆိုတဲ့စကားကြောင့်လဲသူတို့ကအမျိုးထင်သွားတာနေမှာဘောလို့တွေးမိရဲ့။ကျုပ်ပြန်လေပြုံပြုံကြီးနေကိုတွေးနေမိတာ။ကိုဝင်းတို့ကပခုံးကိုပို့ပြီးတော့မေးလာရောပဲ။စနေမိပြုံပြုံကြီးနေဘာဖြစ်နေ။ဒီစားရသဘောကြလို့ပါဗျာ။အတော်သဘောကောင်းတာပဲဗျာ။နော်။တော်သူတောင်သားရဲ့သဘောတဘာပါနားလေတယ်လေကွာ နေမျိုးလေးဆိုတော့လေတောသူတောင်သားရဲ့လာကြတာများတယ်လေကွာ ဟုတ်တယ်ဗျထမင်းနဲ့အကြော်တွေထုတ်လာကြတယ်ကျုပ်တို့ဘက်မှလည်းအတူတူပါပဲဒါပေမဲ့နော်အခုလိုဆိုင်ရှင်မျိုးတော့မတွေ့ဘူးဆိုင်ထဲကိုထိုင်မိပြီဆိုတာတခုခုတော့မှားစားမှမမောက်ဆိုအတန်တိတ်မကောင်းတော့ဒီဆိုင်ရဲ့နာမည်ကဝိုင်းဝိုင်းလေလေကွာလူပြတ်တာမင်းမြင်လို့လားအရင်ကဒီဆိုင်ကတိတ်တိတ်လေးကွာနင်းလဲခင်နာလဲဖြစ်ပြန်စေနာလဲကောက်အပြောဆိုတာလဲကောက်ဟင်းရလဲလက်ရကောက်နောက်ဆုံးရင်ွေးချမ်းပါကောင်းလို့လူတွေကလည်းတော်တော်အားပေးတာကွာအခုဆိုရင်ဆိုင်ကြီးကလည်းအကျဲကြီးအလုပ်သမားတွေကလည်းအများကြီးအတင်းပြောတာတော့မဟုတ်ဘူးနော် ဟိုးဘက်ခက်လန့်လန့်မှလေးမိဘမြတ်တာဆိုထမင်းဆိုင်ဒီဇိုင်းရှိရဲ့ဒီဇိုင်းမရှိခင်တော့အဲ့ဆိုင်မှာပဲသွားစားတာအပေါဆူရမှာပြောမနေနဲ့ငါကောင်ရေးစိုက်နေဝင်သွားရင်လေငွေမရှိရတမက်ကလေရခမအိမ်မှာတက်နေရတယ်လို့ပဲညနာငယ်နေရတာကွာမြမြမဆိုင်တော့အပြုတ်ဟာတမျိုးထမင်းဆိုင်နဲ့သွားရင်ကောင်ရေးရှိုင်းမထောင်ရုံတမယ်ပဲနော်အခုတော့အိမ်ဆိုင်ကမြောင်းရတော့လေအရက်ပုံးဆိုင်ဖြစ်သွားပြီကိုဝင်းတို့ဟာအပြောတော့ကြတာဗျတော့လေဒီဝိုင်းဝိုင်းလေထမင်းဆိုင်မှာထမင်းစားနေကြဖြစ်ပုံပဲ။ ကိုဝင်းထွက်စက်ကိုစကားပြောရရင်ရင်းနှွေးကြံတစ်ခွက်တော့လိုက်ရင်အဆိုင်ဝင်ဝလက်ညှိုးထုတ်ပြရင်ပြောလိုက်စနေစနေဟိုမှာကြည့်ဘာရောကိုဝင်းထွက်ကြည့်လိုက်စမ်းပါကျက်ကလည်းကိုဝင်းထုပြောတာနဲ့ဆိုင်ဝင်ဝလှမ်းကြည့်လိုက်တယ်။ဆိုင်ဝင်ဝမှာဦးကြည့်တယောက်ကတောင်းကြည့်တလုံးထမ်းလာတာပဲတွေ့တယ်။တိတ်ပြောထူးထူးခြားခြားမှရှိပါဘူး။ကိုဝင်းထုဘာအများပြကျင်တာလဲဆိုတော့ကျက်ကသဘောမပေါက်သေးဘူး။အဲ့လိုနဲ့ကျက်ကလည်းတခုခုမထူးခြားဘဲနဲ့တော့မကြည့်ခံလောက်ဘူးလို့တွေးလိုက်မိပြီးတော့ဆက်ကြည့်နေလိုက်တယ်။ တောင်းကြီးကိုထမ်းလာတဲ့ဦးကြီးကိုထမင်းဆိုင်ပိုင်ရှာမြင်တာနဲ့ဝမ်းသာအားရနဲ့နှုတ်ဆက်တာဗျ။ဦးလေးလာလာထိုင်းဆိုင်ုံမလာတာကြာပါပေါ့လား။ဟုတ်တယ်မဝိုင်းရေ။ကြောက်ခုတော့မရောက်ဖြစ်ဘူး။အခုဒီလိုပဲတမင်လာတာ။ရော့ပြောင်းမှုနဲ့ဖယုံသေးတွေယူလာတယ်။လောက်ပြန်ပြီဦးလေးရေလာတိုင်းယူလာနေတော့တာပဲ။ကြုတ်ပေးတာတော့မငင်းနဲ့နော်။ငင်းလေဦးလေးကစိတ်ဆိုးမှမလား။ထမင်းတော့စားသွားမယ်နော်။မိချောရေဦးလေးအတွက်ထမင်းပြင်ပေးပါဦး။ အလကားတော့မစားပြစေနဲ့တူပါကြီးရဲ့ကျုပ်ကိုအလကားကြည့်မဲ့စားမရှိစင်ရတာတွေကိုဒါဈေးချိုချိုနဲ့အခုလိုဆက်ပြီးတော့ရောင်းမေးနိုင်အောင်မစူးစားဟုတ်ကဲ့ပါဦးလေးရဲ့ဟိုလိုကလက်ဆောင်ပေးဒီလိုကလက်ဆောင်ပေးနေဆိုတော့ကျမပြင်လေအားနာမိပါတယ်စီဆိုရင်လည်းလေစီလာကြိတ်တဲ့သူတွေကပေးသွားကြဆန်ဆိုလဲစဘာကြိတ်လို့ပေးသွားတဲ့သူကရှိသေးတာညီရစေးနာထားတာ哦ညီဆိုင်ရှိလို့ဒါပဲတို့တော်သားတွေကလေထမင်းမငတ်တာနော်တခါတလေလေထမင်းမမကြံတော့အကျွေးစားလို့ရလဲနင့်ဆိုင်မဲရှိရလေ တောင်းတလုံးထမ်းပြီးတော့ပြောင်းမှုနဲ့ဖယုံသီးပေးတဲ့ဦးကြီးရဲ့စကားကိုကြတော့စမ်းရှင်အမျိုးသမီးကပြုံးပြပြီးတော့ပြန်ပြော့လာတယ်ဗျ။ကိုင်းတုံးမီကျွန်းကိုင်းမီပါပဲဦးလေးရဲ့။ကျမတို့ကလည်းအခုလိုမျိုးရောင်းနိုင်နေဆိုတာကဦးလေးတို့ရဲ့ကျေးဇူးတွေကြောင့်ပါပဲ။အစင်မပြေတဲ့သူတွေစားနိုင်တောင်းနိုင်တာတူမာကြီးတို့ကျုပ်တို့အလှပေါ့ကွယ်။အဲ့ဒီစကားကိုကြတော့လေနှစ်ယောက်စလုံးကျုပ်ကတော်တော်လေးစားမိတာဗျ။လူကြီးကြီးပေးပြီးတစ်ခါလောက်လှူတာတက်အခုလိုမျိုးမလှူတက်စီအောင်လုပ်နေတာတော်တော်ကောင်းတဲ့လုပ်ရပဲလေဗျာ ဒီလိုလုပ်လို့ရတာလေအယောဂါဆိုင်ရင်ရှိရတဲ့သူတွေပဲမို့လို့အဆင်ပြေတာလို့သူကထင်မိတယ်။အလကားရတဲ့ရှိအောင်မှနှစ်ခွက်ဆင့်တောက်တတ်တဲ့လူတွေနဲ့သာဆိုရင်အခုလိုဆိုင်လို့ရင်းရှင်ရက်တည်ဖို့အတွက်မလွယ်ဘူးနော်။ဒီမှာကတော့တော့ဝသူတွေများနေအောင်ဆိုတော့လူတလောက်ပဲစားလူတလောက်ပဲယူကြ။ငါဖို့ဆိုတာတက်သူ့ဖို့ဆိုတဲ့အတွေ့အလေးတွေရှိရတဲ့သူတွေမို့လို့ပေါ့ဗျာ။ကျုပ်မြင်လိုက်တည်းတဖောင်မရလူတွေအယံဟင်းမရှိတော့သူ့ဘေးကရက်ကအတော်ကြီးကသူ့ဝိုင်မှာရှိရမစားတဲ့အယံဟင်းတွေပေးပြတာ သူဘာကြောင့်ပေးရလဲဆိုတော့အရင်ဟင်းမရသေးတဲ့အကြီးတို့စီရမယ်မြင်လျာထွက်တော်မှာလေအဲ့တော့ဆောက်လို့အချိန်ရသေးတဲ့အကြီးကသူ့ဝိုင်းမှာချထားတဲ့အရင်ဟင်းတွေကိုပေးလိုက်တာထားကောင်းတဲ့မူးကျင့်မေးဗျစကားတော့နဝင်းချူအောင်တော့ကောင်းကောင်းမွန်မွန်ပြောတတ်ကြဘူးပေါ့ဗျာစေနာတော့ရှာနှုံးပြေပဲဗျဟဲ့ကောင်မအမစားရသေးဘူးညီတို့ယူစားလိုက်အတော့မြင်လျာမထွက်ရသေးဘူးအဲ့လိုပြောပြီးတော့ပေးတာချူချူတတတော့မပြောတတ်ကြပါ့မယ်တယောက်စေနာတယောက်ကနားလေကြတယ်ဗျကျွတ်တို့လူလူမျိုးတွေရဲ့စိတ်ထားကတော့တော့ကောင်းကြပါရဲ့ဗျာ ကျုပ်တို့ခင်မှာပေါ့ဗျာနောက်တစ်ချိန်တော့ကျုပ်လည်းမပြောတတ်ဘူးနော်ကျုပ်လည်းအဲ့လိုတွေတွေးနေတော့မှပဲကိုဝင်းထူကစကားပြောလာတယ်စနစ်မမြင်မိလားဝိုင်းဝိုင်းလေဟာဘာလို့အခုလိုမျိုးရောင်းနေနိုင်တာလဲဆိုတာလေတော်တော်ကောင်းတဲ့လောက်ရပဲဗျာစုပ်ဖြစ်သဘောကျတယ်ဗျအေးကွာဒီမျိုးရဲ့အထင်ကြီးအနေနဲ့ဒီဆိုင်လေးကဘာကြောင့်ပါနေရလဲဆိုတာငါလည်းတရားသိမကြသေးဘူးကွာကျုပ်တို့တွေရင်ွေးစမ်းတာဝန်နဲ့စကားပြောနေနင်းလဲဆရာလေးအချိန်ရတယ်ဆိုတော့ကျုပ်တို့နဲ့စကားတွေပြောပြီးအချိန်ဖြုံးနေကြတယ်ပေါ့ဗျာအခြေရကြလာပြီဆိုတော့စိုက်ထဲမှာလေလူတွေကရှင်းသလောက်ဖြစ်သွားပြီဗျာ ဆိုင်ရှင်အမျိုးသမီးကြီးနဲ့ဆိုင်ရလုံသမားလေးလည်းအခုမှပဲနားရတော့တာဆိုင်ရှင်ကခဏထိုင်ပြီးတော့ကျုပ်တို့ဝိုင်းကိုရောက်လာတယ်ပြီးတော့မြင်းလဲဆရာနဲ့ကိုဝင်းထူကိုနှုတ်ဆက်တယ်ဝင်းထူနဲ့ဦးလေးရေအခုမှပဲနားရတော့တယ်ဟုတ်တယ်မြင်းနဲ့အမားတို့ဆိုင်ရောတစ်နှစ်တစ်တနှစ်လူပူပူပြီးများလာရင်နော်အေးဝင်းထူရေဒါတော့ညနေပိုင်းကျရင်မရောက်ပါဘူးဘာလို့လဲအမကိုဝင်းထူကဆိုင်ရှင်ကိုပြောတော့ဆိုင်ရှင်မျက်နှာညှိုးသွားတယ်ဗျအဲ့တော့မြင်းလဲဆရာကြီးကဆိုင်ရှင်အစာဝင်ပြောပြလာတယ် မင်းကိုမကြုံလို့မပြောပြပြတာကမိဘိုင်းတို့ဆိုင်ရာညနေပိုင်းမရောက်လာတာတော်တော်ကြာနေပြီလေးနိုင်လောက်ဆိုပိတ်တယ်ဘလို့ဖြစ်တာတုံးဗျကိုဝင်းထူကမေးလိုက်တယ်ကိုဝင်းထူသိကျင်နေတယ်လို့ကြုံနေဖို့ကလည်းသိကျင်နေလေအဲ့တော့သူတို့တွေပြောလာမယ့်စကားကိုအာယုံဆိုင်နေကြတာပေါ့ဗျာကိုဝင်းထူရဲ့အမေကိုမြင်လဲစရာရမဖြေပဲနဲ့ဆိုင်ရှင်မဝိုင်းရဖြေလာတာဗျအေးပြောရင်တော့စက်သိန်းတောင်ထားတယ်ငါမောင်ရဲ့ဘလို့ဖြစ်လို့လဲမှာ လူငယ်တဲ့6လလောက်ကမှစဖြစ်တာအမတို့ညနေပိုင်းစီရောက်ပြီးဆိုရတဲ့ဆိုင်ရခလေးမာတွေဝင်ပူတာကြောက်စရာကြီးပါကွယ်အသားစိတ်ငါးစိတ်နေလဲဝင်ပူပြီးတော့စားတယ်ထိုင်းလို့လည်းမရဘူးညနေမိုးချုပ်ပြီးဆိုရတဲ့တန်းပြီးဖြစ်တာပဲအဲ့ဒါနဲ့အမကလည်းထထလန်းစရာကြောက်စီသွားတယ်ပေါ့ကွယ်သူကညနေပိုင်းစီမရမှုနဲ့သူပညာနဲ့မနိုင်ဘူးဆိုတဲ့အကြောင်းပြောတယ်ဟိုဘလို့ဘလို့တွေဖြစ်ကုန်တာလဲအမရမနာလိုရာနေမှာပေါ့ဝင်ထူရဲ့ငါလည်းသူများမနာလိုအောင်ကြောက်ကြောက်ဝဝလည်းမနေပါဘူးတော့ မဆိုင်မအောင်အမရလူတွေရဲ့မနာလိုစိတ်ကတော်တော်ကြောက်စရာကောင်းတာဗျအေးဟဲမနေ့နေ့နေ့လယ်လေးဇေယောက်နေရတာကိုပဲကျေးဇူးတရားမလို့ဖြစ်နေပါပြီဆိုင်ရှင်မဝိုင်းပြောတာကိုကျုံနေဘူးကတေချာနားထောင်ပြီးမတိုင်မြင်ထားဘဲနဲ့တယောက်မျက်နှာတယောက်ကြည့်လိုက်မိတယ်ပြီးတော့ကျုပ်ကအသက်ခတ်အောင်နဲ့ဘူးကအနာကပ်ပြီးတော့ပြောလိုက်တယ်ဘူးကကျုပ်တို့မပြန်သေးပဲဒီဆိုင်ကိုကူညီပေးရကောင်းမလားငါတို့ကဘာတက်လို့ကူညီရမှာလဲဟိုတကားလေဘာမှမတက်ပဲကူညီရအဆင်ပြေသွားတယ်လေဗျာငါလည်းမပြောတတ်ဘူးစနေရအဆင်ပြေသွားရင်တော့အတိုင်းထက်အလွန်ပေါ့ အဲ့ဆိုသူပြောကြည့်လိုက်မယ်ဗျာနော်ဘိုးကကောင်းကြီးပြတော့ကျောက်ကလည်းကိုဝေးထုနဲ့စကားပြောနေတဲ့ဆိုင်ရှင်အမကြီးကိုစကားဆိုလိုက်တယ်အမကြီးကျောက်တစ်ခုလောက်ခွင့်တောင်းပြစေပြောပါမောင်လေးဘာကူညီပေးရမလဲဒီဘက်ကဦးကြီးကဦးကနူးတဲ့အထက်လန်းပညာနည်းနည်းတော့တတ်တယ်ကျောက်တို့တွေအမကြီးဆိုင်မှာကျုံနေတဲ့အတိုက်ခိုက်တွေကိုကျောက်တို့ကူညီခြင်းလေရှားတာပေါ့မောင်လေးရဲ့အမလည်းညနေပိုင်းဈေးအောင်ကျင်နေတာဖောက်တယ်ရီကလည်းညနေပိုင်းဈေးပြန်မရောင်းသေးဘူးလားပဲအများရန်မေးနေအားလဲနာလာပြီအဲ့ဆိုရင်ကျောက်တို့တဲဖို့နေရာလေးပေးနိုင်မလားအခချင်းငွေပေးပါမယ်ဗျာ ဘာခါချင်းဝင်မှမလို့ပါဘူးငါမောင်ရဲ့အနောက်မှာအိမ်တလုံးရှိရဘယ်သူမှမနေဘူးအဲ့ဒါဆိုရင်တော့ပို့အဆင်ပြေတာပေါ့ဗျာကိုမင်းသူခမပြန်ပြန်နေလေသူတို့တွေဒီဆိုင်ကကိစ္စလေးရှင်းပြလိုက်မယ်ဟဲ့ကောင်ကမင်းတို့မပြန်သေးငါလည်းပြန်လို့ဖြစ်မလားအဲ့လိုနဲ့သူတို့တွေကလေဝမ်းဝိုင်းလေထမင်းဆိုင်လေးမှာနေဖို့ကြက်ဖြတ်လာတယ်ပေါ့ဗျာသူတို့ဆိုင်တော့ကအိမ်လေးမှာနေရာချပေးတယ်ပြင်တော့ပြင်ကင်းအိမ်လေးပါပဲသူတို့ကအပေါ်ထပ်မှာနေရာမှာအိမ်လေးကတော့တသက်ရရလေးပဲဗျာဖះเจ้าဆောင်ဆိုရင်လည်းတတ်ပဲနေရာပဲမြင်းလဲဆရာလဲသူတို့အထုပ်တွေအိမ်မော်တီလိုက်ပို့ပေးရလေ ဆောင်ခေါင်းအုပ်တွေကိုတော့စပွဲတို့ကောင်လေးတက်ကလာပို့ပေးတယ်။ရင်းရွေးချက်အုံနဲ့အမီးပါအိမ်ထဲထိလာပို့ပေးရနော်။အတော်အဲဝကြည့်ပါရယ်။ကျွတ်တော့တော့ကလည်းအေယူကမှတုံးလုံးလှဲလိုက်ပြီးတော့ဘယ်ရဘလို့ဆက်လို့ကြောင်းလဲဆိုတော့တိုင်မင်းကြရဲပေါ့ဗျာစနေမင်းကြံပြီးလို့တို့တွေဒီမှာတော့နေဖြစ်သွားပြီဘယ်ရဘလို့ဆက်လို့ကြောင်းမလဲဘာမှမလုပ်ရနေလို့ကတော့ဆိုင်ရှာငါတို့ပါရိုက်မှာနော်ဘိုးကလည်းဗျာအမအေးမဝင်ရသဘောကောင်းပါလေဗျသဘောကောင်းတာကောင်းတာပဲဘယ်ရဘလို့ဆက်လို့မလဲဆိုတော့စဉ်းစားအောင် ဟုတ်တယ်စနီငါတို့ကမင်းပြောလို့ဒါလက်ခံလိုက်ရတာဒါမျိုးတွေ့ကြုံနေရှိရမဟုတ်ဘူးကွာကိုဝင်းထူကပါဝင်ပြောလာလေသူကလည်းကိုကြီးကျင်းနဲ့စိတ်ကြောင်တာပြောလိုက်မြအစီအစရာတော့မရှိသေးဘူးလေဗျာချက်ချင်းကြီးဆိုတော့ဘယ်တွေ့လို့ရမှာလဲအဲ့ဒါနဲ့သူကလည်းသူတို့ဘာမှမပြောဘဲနဲ့နှစ်ဖူးပေါ်လက်တင်ပြီးစဉ်းစားလိုက်တယ်အကျန်တော့ထွက်မလာပါဘူးအဲ့ဒါနဲ့ပဲအဖန်လေးတောက်ရင်းနဲ့အကျန်လေးမြောက်မလားဆိုပြီးစဉ်းစားတာရင်းရွေးချက်တအိုးသာကုံသွားတယ်အကျန်မမြောက်ဘူးဗျရင်းရွေးချက်ကြိုက်တဲ့ဘိုးကလိန်နေရာနေထလာပြီးတော့ရင်းရွေးချက်တောက်ဖို့ရင်းရွေးငှဲ့ရင်းရွေးကမရှိတော့ကြရအောင်မြောက်ကြည့်နေရဲ့ဗျ သူ့စိတ်ထဲရင်းနှွေးဝါပေါ့ရလို့ထင်သွားပုံပဲကျောက်ကလည်းမသိကြအောင်ဆောင်းနေလိုက်တယ်လေရင်းနှွေးကြံတောက်ပြီးတွေ့တော့အကျမ်းမရတာနဲ့ဘီးတစောင်းလေးအိပ်ပြီးတော့တွေ့လိုက်တယ်အဲ့လိုတွေ့လိုက်တော့တန်ပြီးအိပ်ပြောသွားတာပဲကျောက်ဘယ်ချိန်တိအိပ်ပြောသွားလဲမသိကိုဝင်းထွာပခုံးလှုံနေနိုးလာစနေဟျောင်းစနေထားထားသမီးစားအောင်လို့မိုးလင်းပြီလားဗျဟက်ကောင်ကအခုမှမိုးချုံမှာဘိုးကအောက်ဆင်းသွားပြီမင်းမလဲနော်စဉ်းစားလိုက်တာရင်းနှွေးလဲတအိုးပြုတ်တယ်ပြီးတော့အေးအေးလဲဝါတော်တော်စဉ်းစားလိုက်တဲ့ကောင်ပဲ ကိုင်းတူကလည်းဗျာစဉ်းစားတာများတော့လူကပင်မမျိုးအိပ်ပျော်သွားလေဗျာအေးပါကွာအေးပါလာလာအဲရောက်ဆင်းလိုက်ကြအောင်အဲ့လိုနဲ့ကျုပ်ကလည်းညစာစားဖို့အတွက်ကိုင်းတူနဲ့တူအင်းရောက်ကိုဆင်းခဲ့လိုက်ကြရဲပေါ့ဗျာကျုပ်တို့ဆိုင်ရှင်အမကြီးမိဝါရကောင်းကောင်းမွန်မွန်အိတ်ခန်းတာဗျာကျုပ်တို့ရာထမင်းမိုးငွေပေးတာလုံးဝလက်မခံဝင်းတူရေဦးကြီးတို့ပြောကူစမ်းပါဟဲ့ငါငွေမယူပါဘူးဆိုတော့အတင်းပေးနေညာသူတို့ကအမောက်အားနာလို့ပါဗျာ ကျောက်တူရဲ့ထမင်းဝိုင်းဘေးရဝိုင်းမှာအမကြီးမိဝိုင်းနဲ့သူ့ဆိုင်ရအလို့သမားလေးတွေပဲထမင်းစားကြတာဗျကျောက်တူထမင်းစားပြီးမှပဲစားတာပါကျောက်တူကလည်းအိမ်မော်တက်မတက်သေးပဲနဲ့ရင်းရွှဲချမ်းတောက်ပြီးထိုင်နေရပေါ့ဗျဆိုင်ရှိတကားကြီးကတော့ပိတ်ထားတာပေါ့ထမင်းဆိုင်ပါရှင်မကြီးမိဝိုင်းကိုပို့ပြီးတော့လေးစားမိပြန်နေဗျသူကသူ့ဆိုင်ရအလို့သမားလေးနဲ့အတူထမင်းစားတာနော်ထမင်းမစားခင်မှာသူကဟင်းအပြည့်ချက်လိုက်သေးတာမော်တိုးဆိုတဲ့ကောင်လေးကကြောက်ကြော်လေးစားခြင်းနဲ့ပြောလို့ရလေအလို့သမားတယောက်အခုလိုမျိုးအရေးတူကိုလှုပ်ပြတာကျုပ်ဖြစ်ရုံတော့မယုံနိုင်ဘူးဗျ သူတို့ကြည်ဟာပြောစရာပါပဲဗျာစကားတပြောပြောနဲ့ထမင်းစားနေရများရှီလိုက်မောလိုက်နဲ့တဏိတာအလုံးလောက်ခဲ့တဲ့များအလဲတွေကိုတယောက်နဲ့တယောက်ပြောလိုက်ရှီလိုက်နေဗျာအမမိဝိုင်းကလည်းသူတို့ကဆဆနန်းနန်းနေဗျာပြောပုံနဲ့ကြည့်အောင်မိချောဆိုတဲ့ကောင်မလေးကဆိုင်ရှင်ကိုပြောတဲ့စကားတွေဟေးမိဆုံလို့အာပြောပြရအောင်မယ်တို့အမကြီးပေါ့သူငယ်ကြီးစားဆိုင်ရှင်ရောက်လာတော့လေငေးနေရများငါတတိပေးလိုက်တော့မှပြန်တတိကတ်သွားတာသူငယ်ကြီးစားရဆိုင်ရှာဖြစ်သွားတာဘာလန်းပြောရမှလဲမိချောနေနော်ပောက်ကြရမပြောနဲ့ မရလေမိကျော်ကတေးချာမြင်လိုက်တာပါတခြားသူတွေကတေးကျဲနေရဗျအမမီဝိုင်းကရှက်နေတေးကျဲနေသူတွေထဲမှာကြုံလဲပါတာပေါ့ဗျာမိကျော်ဆိုတဲ့ကလေးမကျုံစီစီနဲ့ပြောလာတာဗျတုံငယ်ကြီးစားကြီးကိုကြည့်ပြီးတော့ရောင်မကြီးအထဲဝင်အောင်လေးတဲ့ဟိုကပြန်လဲကြည့်တော့အမကြီးစိုင်နောက်ဖေးကိုလေပြေးပြီးဝင်လာမှတန်းနေရပဲအဲ့လိုပြောပြီးရေကြောက်ကျုံလဲလိုက်ရည်မိရေဘိုးကနဲ့ကိုဝင်းထူကတော့ပြုံးစီစီနဲ့ပေါ့ဗျာအမကြီးမိဝိုင်းကရှက်သွားပြီးသူ့အလုပ်သမားလေးတွေပြန်ပြောလာညီတို့နော်ဧည့်သည်ရှင်မပေါက်ကြရရှောက်ပြောနေ ပေါက်ကြရမို့ပါအောင်မကြီးအဲ့ဒါတကယ်ပါဟုတ်တယ်ဟေးငါလည်းဧည့်သည်တွေခေါ်နေကြဆိုတော့နှုတ်ကကျိုးနေပြီငါကဘယ်သွားမလို့လဲလို့နှုတ်ဆက်မလို့ဒါပေမဲ့နှုတ်ကလည်းကျိုးနေပြီဆိုတော့ရောင်မရေးအထဲဝင်ဆိုပြီးဖြစ်ကုန်ဟိုကပြန်ကြောင်ငါမှရှက်လိုက်တာလေမျက်နှာပူထူးနေပါပဲကျုပ်လည်းရှည်မိရပေါ့ကျုပ်ရည်တန်းကျဲသွားတော့အမမီဝိုင်းကျုပ်ကိုလှမ်းကြည့်ပြီးပြောတယ်ငါမောင်တော်သဘောကျနေပြီအလုတ်ကပဲဆက်ရောက်နေတော့အဲ့လိုတွေဖြစ်ကုန်တာပဲငါမောင်ကြီးဖြစ်တတ်ပါရဲ့ဗျာအဲ့လူကြီးကတော်တော်ခက်မှာပဲနော်အမကြီးရဲ့ရည်စားဆိုတော့ ခက်လားမခက်လားဟောဟူကမောင်ပို့ပဲမေးကြည့်အောင်ငါမောင်ကြီးအမိုင်းမိဝါရမပုဆိုတဲ့ကောင်လေးကိုမင်းငော့ပြတော့ထမင်းစားနေမှာပူကပါဇက်တရထမင်းမျိုးချလိုက်ပြီးစက်ကိုကြည့်ပြောလာတယ်ဗျခန့်ချက်ဗျနှစ်ပူကပြောင်းဖះကောက်အပမဲတော့လေကျဲပြီးဘိုက်ကပူချက်ကစုနဲ့လမ်းရှောင်းနေသေးတာနှစ်ပူကပြောင်းလို့စမြပောက်တဲ့အချမ်းဆန်သားကောင်းမလားအောင်မေလိန်ကောက်နေသေးတာအဲ့လိုရုပ်ရည်မျိုးရှိတဲ့သူကကျုပ်တို့အမယူထားခဲ့တာလေဗျဟဲ့မပုနင်ပြောမှာပဲငါငယ်ကျွမ်းရနှစ်ပြားမတန်တော့ပါလား အမအကြီးကလည်းအမအတိုင်းပြောတာ။သူငါ့ကိုမယူတာငါကံကောင်းတာမောင်ပူကတရကက်စီနေလိုက်တာမှလွန်ရောကုတ်ကိုတရအစစ်ထောက်ကတ်တာငငငယ်ကမိဘတွေအလေသူနဲ့သွားချင်းတွေဟာစပင်းတုံးပြီးပြန်လာတဲ့အထီးပဲ။ကျုပ်လည်းစိတ်ဝင်စားရတဲ့အမကြီးမိဘကလှမ်းမိမိတယ်။သူ့ကိုကျုပ်ရဲ့အမကြီးတောက်လို့ခင်းသွားတာဗျ။သူကလည်းကျုပ်ကိုမောင်တောက်လို့ခင်းတာမျက်နှာမှာပေါ်နေရဲ့လေ။အမကြီးစက်ပါအောင်ဘာလို့စပင်းတုံးပြီးပြန်လာတာလဲ။အဲ့အကြောင်းတွေပြောရင်ရှင်းတာလုံးလို့ပါဟဲ့။ဘလို့ကြောင့်လဲအမကြီးက အမကလည်းမိဘတွေအလေသူ့စပိန်နောက်လိုက်ပြီးတော့မြို့ဦးစီတွေကိုဖျားဖူးသွားတာပေါ့ဟေး။ဟိုရောက်တော့တရဖျားပန်းဝင်ရမှာဆိုလို့ဇီဒီဘေးရေကန်နဲ့ကဂျာပန်နေဆင်းချိုးရဲဟေး။အဲ့ဒီထ ියා အမကဘာမှမပြောသေးဘူး။ဘလောက်ကန်စီနေလဲဆိုဇီဒီရင်မြန်မာရောင်းတဲ့ရွှေထမင်းလေးစားခြင်းနဲ့ပြောတာအခါကျွမ်းမှလာပို့မယ်တဲ့လေ။အိတ်မုံလေးစားဖို့ငါအခါရင်းကြီးစောက်ရအောင်မလား။အဲ့လိုနဲ့ဖျားဖူးပြီးတော့ပြန်လာကြတာပေါ့လမ်းမှာစပိန်ကလည်းဘိန်းနဲ့ပေါ့ဟောအဲ့မှာဘိန်းပေါ့တော့စပိန်ဖားရဲ့လူကလမ်းဘေးကုတ်ကိုပဲအောက်မှာရှိတယ် မျိုးစေးတွေကနေမျိုးရဲရောက်ဖို့အတွက်9မိနစ်လောက်စပိန်နေရတယ်လေဘိန်းဖာဖို့မီတော့တပောက်ကိုတကြက်ဆိုတော့ねတင်းရမှာဖာတော့ဘူးလေမျိုးရဲမှာဆိုပြ90ပဲပေးရတာတဲ့တော့အဲ့လိုねတို့ကလေမျိုးရဲတီစပိန်ကြီးတုံးပြီးပြန်လာခဲ့ရတာအဲ့လိုငါမောင်ရေကျုပ်လေအမကြီးမိဝိုင်းစကားဆုံးတာနဲ့အားရပါရရှိလိုက်မိတယ်ကျုပ်လိုပဲကိုဝင်းထုနဲ့ဘိုးကတော့လည်းရည်နေကြတယ်သူတို့ ਨੇ အတူတူရှိရတာပြောစရာကောင်းတယ်လို့ခံစားရတယ်ဗျစကားသိမပြောတဲ့ကိုဝင်းထုနဲ့ဘိုးကတော့မှအမကြီးမိဝိုင်းစကားတွေပြောလို့ဗျ ူမအေးကန်ကောင်းသွားတာပေါ့တကယ်လို့ဒါနော်သူနဲ့ဒါယူပြက်လိုက်မယ်ဆိုရင်တော့နေတိုင်းနှစ်ပန်းတန်ပဲကိန်းပဲတူမကြီးကဆိုင်ရုံလာတဲ့ဧည့်သည်ကိုစေနာနဲ့ပေးကျွေးနေဟိုတယောက်ကနှမျောနဲ့တော်တော်မလွယ်ကြောပဲဟုတ်ပါဦးကြီးရေကျမလက်ဖွာတယ်ဆိုပြီးထားခဲ့တာပဲကျေးဇူးတင်ရမှာနေပါဦးတူမကြီးအခုအိမ်တော်မရှိဘူးလားမရှိပါဘူးဦးကြီးရေဒီမှာရှိရဲ့ကလေးနေပဲအိမ်တော်ပြုတ်ခြင်းစိတ်ကိုမရှိရတာပါဘုကနဲ့အမအရွယ်စကားပြောမှပဲဒီဆိုင်ရအလို့သမားလေးတွေအကြောင်းသိရတော့တယ်။မပူးဆိုတဲ့ကောင်လေးကအရှေ့ကငတ်တိကလေးတယောက်တည်းဗျာ။ ်အမအေးဆိုင်မှာတောက်လျှောက်အလက်ကလာစားတာဆိုပဲမိဘမရှိဘူးအလစ်တုတ်တဲ့အလုပ်ကိုလုပ်တာတဲ့တနေ့လူတယောက်ရဲ့ငွေကိုလူပြေတာအဖမ်းခံရတယ်ဗျာလူတွေကပလေးအပ်တဲ့အချိန်မှာအမမီဝိုင်းကပလေးကိုလက်ထိုးပြီးမောင်ပုအချုပ်တရားထုတ်ဒီမှာအလုပ်လုပ်ခိုင်းထားတာတဲ့မောင်ပုကလည်းအိမ်နောက်ပိုင်းတော်တော်လိမ်မာသွားရတယ်လေသူကအမမီဝိုင်းတော်တော်ချစ်ရှာတာစတဲ့ကလေးလည်းအတူတူပါပဲမိမဲဖောင်နေလေးတွေအကုန်လုံး၅ယောက်ရှိတယ်မိချေမိစုံမိတုံနဲ့အေးမြပြီးတော့မောင်ပုမောင်ပုကအငယ်ဆုံးလေးလေသူကတော့အသက်ကတော့၁၄နှစ်လောက်တော့ရှိပြီ ။ကျန်တဲ့ကလေးတွေက16နှစ်ကျော်ကျော်အပြိုပေါက်လေးပေါ့ဗျာ။သူတို့အမိုင်းမိဝိုင်းရမိဘတပွဲဆောက်ရှောက်ပေးနေရဗျ။သူကိုရန်ကလည်းတကောင်ကျွတ်ဖြစ်နေပြီလေမိဘရာဆုံးမသွားကြပြီဟုတ်ကျောက်ပြတကယ်ကိုရှာမရှာမင်းမသားတယောက်တွေ့နေရတာဗျလူသားဆန်ပြီးတော့အစ်နာမြတ်တာအပြည့်ရှိရဲ့လူမျိုးပဲအဲ့တော့ကျုပ်စိတ်ထဲမှာခိုင်မာတဲ့ဆောင်ဖြတ်ချက်တခုချလိုက်တယ်အမကြီးရဲ့ဆိုင်ညနေပိုင်းမှာဖွင့်လို့ရအောင်ကူညီပေးမယ်လို့ပေါ့ဗျကျုပ်တို့ရာဝဝိုင်းနဲ့ထမင်းဆိုင်မှာနေရာတကယ်တော့ကုန်းသွားပြီဗျမနေ့ရောက်တာနဲ့ကျုပ်လည်းအတွေ့အကြုံရသွားနဲ့အမမေဝိုင်းသွားခဲ့တဲ့အထက်လန်းဆရာရဲ့လိပ်စာမေးလိုက်တယ် ီးတော့ကျုပ်ရဲ့ကိုဝင်းထူရဲ့သွားကြရဲ့ပေါ့ဗျာဘိုးကတော့ဆိုင်မှာပဲထားခဲ့တယ်ခင်ဗျားတို့သိတဲ့အတိုင်းပဲဘိုးကအလုံးမလုံးပဲနဲ့မနေနိုင်တဲ့သူဆိုတော့ထမင်းဆိုင်မှာပကံဒီအတင်းဝင်ပြီးတော့စေးပေးနေခလေးနဲ့အမမီဝိုင်းကမလုပ်ဖို့တော့တောင်းပန်နေမရဘူးကျုပ်နဲ့ကိုဝင်းထူကတော့မြင်းလေးတစ်စီးကိုငှားပြီးတော့မြို့ပြန်အထက်လန်းဆရာစီကိုသွားလိုက်တယ်မြို့နယ်တော့တော်တော်လှန်နေဗျမြင်းလေးနဲ့သွားတာတော့မှနိုင်ဝလောက်ကြာမယ်ထင်တယ်အထက်လန်းဆရာဥယျာဉ်ချမ်းကြီးရဲ့မှာနေတာကျုပ်တို့ဥယျာဉ်ချမ်းကြီးရဲ့ကိုရောက်တော့ပြင်နာပြင်ငင်းအိမ်လေးတစ်လုံးတွေ့လိုက်တယ် အင်းရှိမှာမြင်းလဲလေးကိုရက်ခိုင်းပြီးတော့မြင်းလဲဆရာကိုဆောင်းခိုင်းပြီးကျုံနဲ့ကိုဝင်သူကအိမ်လေးပေါ်တက်လိုက်တယ်။အိမ်ကတော့တကားဖွင့်တာလေဗျ။အဲ့လိုနဲ့အိမ်ပေါ်ရောက်တော့ဟော့ကန်တခန်ကိုတွေ့ရတယ်။အခန်းထဲမှာပွဲတွေပြင်ထားတယ်။ပြီးတော့နှရုပ်တွေလည်းအများကြီးကိုတွေ့ရတယ်။အထက်လန်းဆရာဆိုတာထက်နောက်ဝင်သိမ်းမဖြစ်နေမလားလို့ကျုပ်ကတွေးလိုက်မိတယ်။အဲ့လိုနဲ့ကျုပ်တို့ကလည်းစပွဲဝိုင်းလေးရဲ့ရှင်မှာထိုင်နေလိုက်တာပေါ့ဗျ။တိတ်မကြပါဘူး။အခန်းတစ်ခန်းထဲကနေလူတစ်ယောက်ထွက်လာတယ်။သူ့ကိုကြည့်ရတာတော့ယောက်ျားရင်မကြီးတောက်ပါပဲ။အဲ့လိုနဲ့ကျုပ်တို့မျိုးကြည့်ပြီးမေးလာတယ် မောင်ရင်တို့ဘာကိစ္စရှိလို့လဲကွတို့တို့တည်ကျင်တာလေးတစ်ခုရှိလို့ပါ အေးမေးကွာတခြားတော့မဟုတ်ပါဘူးဝမ်းဝိုင်းနဲ့ထမင်းဆိုင်ကြောင်းမှာကျုပ်အဲ့လိုပြောလိုက်တော့အထက်လန်းစရာဆိုတဲ့လူကြီးရဲ့မျက်နှာနည်းနည်းပြတ်သွားတော့သတိထားမိလိုက်တယ်ပြီးတော့ဆက်ဆင်းပဲပြက်နေမျက်နှာထိမ်းပြီးစကားဆိုလာတယ်ဝမ်းဝိုင်းနဲ့ဆိုင်ကိစ္စကတော့ငါလည်းဘာမှမတတ်နိုင်ဘူးကိုရော်ရီကိုတိုက်တယ်ပြီးတော့နေကင်းဘက်ဈေးရောက်လို့ရအောင်ငါလှုပ်ပေးထားတယ်အပုတ်ချိန်ဈေးရောက်လို့ရအောင်တော့ငါလည်းမစွမ်းတော့ဘူးအမကြီးကလည်းပြောပါရဲ့ကျုပ်မသိတာဘလို့လူမျိုးဒီလိုမျိုးရုံညာတဲ့အလိုလှုပ်ရတာလေလို့ပေါ့ဗျာ ဲ့အရောင်ကလည်းဘယ်တိမာရုံကွာညနေပိုင်းရောက်လို့ရအောင်လုံးလို့ရမယ့်နီးလန်းလေးများမရှိတော့ဘူးလားကျုပ်ကလည်းအထက်လန်းဆောင်မိလိုက်တယ်အဲ့တော့သူကခဏတွေးနေရဲ့ပြပြီးတော့ကျုပ်တို့ပြောလိုက်နီးလန်းကတော့ရှိရဲ့တိုက်ထားတဲ့အတိုင်းနဲ့မကောင်းတဲ့အင်းချထားတဲ့နေရာပေါ်နိုင်ပေါ့ဆရာအဲ့လိုလုပ်ပေးလို့မရဘူးလားငါကနတ်ဝင်တဲ့တရားကအထက်လန်းဆရာစစ်စစ်ကြီးမဟုတ်ဘူးတိမိခေါင်းမိုံလောက်ပဲဒီမျိုးမှာတော့အထက်လန်းဆရာမရှိဘူးကျုပ်လည်းစိတ်ညစ်သွားတယ်အခုချိန်မှာဘိုးတော်စင်သားရှင်တကယ်ဆောက်လောက်ကတော့အေးစေပဲလို့ကျုပ်ကတွေးမိတယ် အဲ့ချိန်မှာနက်စရာကျုပ်တို့စာရွက်တရက်ပေးပြီးတော့ပြောလိုက် မင်းတို့လာနေအတော်ပဲငါလည်းမိဘပြောစရာရှိတာမျိုးရဲလာတော့မလို့လုံညာဒီစားသူ့ကိုပေးလိုက်မင်းတို့ဖက်ကြည့်ခြင်းနဲ့ဖတ်နိုင်တယ်။နတ်ဆရာဖတ်ခွင့်ပြီးတော့ကျုပ်နဲ့ကိုဝင်းသူလည်းသူ့ရဲ့ရှေ့မှာနေစာအုပ်ဖြီးပြီးဖတ်လိုက်တယ်။စာထဲမှာရေးထားတာကမိဝိုင်းနင်းဆိုင်ကိုတိုက်ထားတဲ့အစိမ့်တိုက်ကအားကောင်းလာပြီးနေကင်းဘက်ဈေးရောက်နေရတော့မှနှောက်ရလာနိုင်ခြင်းရှိရဲ့ငါအဆောင်တွေလည်းနေကင်းဘက်ထိနေမှာမဟုတ်တော့နင်းတတိထားပါအဲ့လိုရေးထားတာဗျ။ ကျုပ်တို့ကစဖတ်ပြရတဲ့နတ်ဆရာကိုကြည့်လိုက်ပြီးမေးမြန်းချင်တော့နတ်ဆရာလက်ကပြပြီးသူ့အဘယ်အရင်ဦးအောင်ပြောလာတယ်။မင်းတို့မိမောင်ငါသိတယ်။ငါပြောပြမယ်။ငါလည်းမိဝိုင်းလို့ရတဲ့သဘောကြတယ်။အဲ့ဒါကြောင့်ငါတက်နိုင်တဲ့ဘက်ကနေနေကမအဆောင်ထားပေးထားတာ။တိုက်တဲ့သူကထိုးတယ်။ဇီးရောက်တဲ့အချိန်မှာဒုက္ခပေးစင်တာ။ဇီးမရဘာဒုက္ခမှပေးခြင်းမမပေါ့။သူ့တိုက်ကညဘက်တီပူဆန်းတော့ညဘက်တီဇီးရောက်ရင်ငါလိုထားတဲ့အဆောင်တွေကမနိုင်တော့တော့ဘူး။ငါသူ့ဆိုင်မှာထမင်းတော်ဆိုင်နဲ့စသည်ကလေးကကုညီပေးထားတာ။သူငါစီရောက်မလာခင်ကလေးကပေါ့။နတ်ဆရာပြောပြမှပဲအကြောင်းစုံသိလိုက်ရတာ။ နတ်ဆရာသူ့ဆန်းတလောက်တာကူညီထားတာပဲအခုတော့သူလည်းမစွမ်းနိုင်တော့ထင်ပါရဲ့အဲ့လိုနဲ့ကျောက်တို့တွေကလည်းနတ်ဆရာကိုနှုတ်ဆက်ပြီးတော့ပြန်လာခဲ့လိုက်တယ်ဆရာကိုပြောင်းတော့လူကရှင်းနေပြီအဲ့ဒါနဲ့ကျောက်တို့ကလည်းအမမီဝိုင်းကိုနတ်ဆရာပေးလိုက်တဲ့ဆရာကိုပေးလိုက်တယ်ပြုံးနေအမမီဝိုင်းကနတ်ဆရာပေးရဲ့ဆရာကိုဖတ်ပြီးတော့ငိုင်းသွားတယ်ဗျာစကားလည်းပြန်မပြောတော့ဘူးကျုပ်ပြင်စိတ်မကောင်းလိုက်တာဗျာကျုပ်လိုပဲကိုဝင်းထူလည်းစိတ်မကောင်းဖြစ်နေပုံပဲဘိုးကပကံနေစင်းနေအောင်ဆိုတော့ဘာမှမသိသေးဘူးပေါ့ ကျုပ်ကလည်းအမမီဝိုင်အာမင်ညာပြောရတာပေါ့အမကြီးကကောင်းတာလုပ်တဲ့သူပဲဗျာမကြခင်ကျုပ်တို့ဖြင်းရှင်းနိုင်မှာပါကျုပ်တို့လည်းအမကြီးဘက်မှာရှိပါတယ်ငောင်းမောင်တို့ရှိနေလို့တော်သေးရပေါ့ကွယ်ငောင်းမောင်တို့ဒါမရှိဘူးဆိုရင်အမတောက်တဲ့ဘာလို့လို့လောရမယ်မသိမှာမဟုတ်တော့ဘူးအမဘလို့စဉ်းစားထားလေအမလည်းမသိတော့ဘူးနေပတ်တာအနောက်ရှောက်ဝင်မယ်ဆိုရင်အမဆိုင်ပိတ်ဖို့ပဲရှိရတာပေါ့ စိုက်ပိတ်မယ်လို့ဆိုတဲ့စကားကိုပြောတော့အမကြီးအတန်တိမ်ဝင်သွားတယ်ဗျအမဆက်ပြောသေးတယ်အမကစီးပွားရေးကြောင့်စိုက်ပိတ်မောင်နှမျိုးတာမဟုတ်ပါဘူးစာရုံထမင်းလာစားတဲ့သူတွေနဲ့မိသားစုတွေလို့ဖြစ်နေတော့သူတို့ထမင်းဟင်းရောင်းမပေးရတော့မှစိတ်မကောင်းဖြစ်တာကျွတ်တို့နားလဲပါတယ်အမရဲ့စိတ်ကြမကြပါနဲ့ဗျကောင်းတာလုပ်နေရပဲကောင်းတာတွေဖြစ်လာမှာပါဒါနဲ့စိုက်ထဲမှာမြင်နှုတ်တာတော့ကမဝါရွတ်တာတော့လုပ်သေးလားမလောက်တာပေါ့ငမောင်ရဲ့အဲ့လိုလို့ပြောနောက်တနေ့ဆိုရစရာမရှိအောင်တောင်းကြတော့တာကျုပ်လေဘာဆက်ပြောလို့ပြောရမှန်းမသိအောင်ဖြစ်သွားတယ် ဖြစ်လာမယ့်ပြဿနာတွေကိုအမမေဝိုင်းနဲ့အတူဝိုင်းပြီးတော့ဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်းကိုပြောတော့သူကညာအတော်လေးကိုအားတက်သွားတဲ့ပုံပဲအဲ့လိုနဲ့ကျုပ်တို့ရဲ့ခီးကြစတင်လာတော့တာပေါ့ဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလေကြန့်ရှိနေသေးတဲ့အပိုင်းဆက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စမားရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်